မင်္ဂလာညချမ်းပါခင်ဗျာကျွန်တော်တို့ရဲ့တနစ်တာသတင်းအတိုးထွားတွေကိုစူးစီးတင်ဆက်ပေးနေတဲ့ကိုစီသတင်းနဲ့အထွေထွေ YouTube Channel နဲ့ကြိုးဆိုပါရစေပထမဦးဆုံးအဖွင့်သတင်းအနေနဲ့ဝန်ထမ်းဆရာသတင်းလေးကိုတင်ဆက်ပေးပါမယ်ဒါကတော့ထိုင်းနိုင်ငံလွှတ်တော်အတွင်းမှာမြန်မာနိုင်ငံ NUCC ပြီးလို့ရှိရင် CRPH ပါဝင်တော်လှန်အင်အားစုတွေနဲ့တွေ့ဆုံဆွေးနွေးနေဆိုတဲ့သတင်းလေးပဲဖြစ်ပါတယ်မြန်မာနိုင်ငံရဲ့စစ်တပ်အာဏာသိမ်းမှုအကျိုးဆက်အဖြစ်ပုံမှုရှုပ်ထွေးလာနေတဲ့မြမအရေးနှစ်ထိုင်းမြန်မာနယ်စပ်ဒေသလုံခြုံရေးအကြောင်း ဆွေနေဘက်ကိုဘန်ကောက်မြို့ရှိထိုင်းလွှတ်တော်အစအုံတွင်ယနေ့မတ်လ22ရက်နေ့မှမတ်လ23ရက်နေ့ထိနှစ်ရက်ကြာကျင်းပနေတဲ့ဆွေနေဘက်ဖြစ်ပါတယ်။ဆိုပါဆွေနေဘက်ကိုထိုင်းလွှတ်တော်ကောမဒီစီစဉ်ကျင်းပခြင်းဖြစ်ပြီးအမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC CRPH မြန်မာလူခွင့်ရေးအဖွဲ့များနဲ့ထိုင်းစစ်တပ်တာဝန်ရှိသူများတက်ရောက်နေတယ်ကိုတွေ့ရပါတယ်။ထို့ပြင်မြန်မာနိုင်ငံဆိုင်ရာကုလတမကလူခွင့်ရေးအထူးကိုယ်စားလှယ် Mr. Andrew လည်းယခုဆွေနေဘက်ကိုတက်ရောက်ဆွေးနွေးမိဖြစ်ပါတယ်။ ယနေ့တွင်2025မှာထိုင်းနယ်စပ်လုံခြုံရေးစိန်ခေါ်မှုတွေဆိုတဲ့ခေါင်းစဉ်ဖြင့်နိုင်ငံရေးအခြေအနေမြန်မာနိုင်ငံ၏ဖက်ဒရယ်အနာဂတ်နှင့်စစ်ကောင်စီကျင်းပရန်စီစဉ်နေတဲ့လာမယ့်ရွေးကောက်ပွဲအခြေအနေများကိုအဓိကဆွေးနွေးသွားမည်ဖြစ်ကြောင်းသိရပါတယ်။ဒီဆွေးနွေးပွဲကနေရွှေပြောင်းအလုပ်တမားရေးကိစ္စနဲ့ပတ်သက်လို့လည်းထည့်သွင်းဆွေးနွေးသွားမယ်ဆိုတာကိုအတီးချာပြောကြားထားတာရှိပါတယ်။အဲ့တော့လက်ရှိဒီစစ်ကောင်စီကနေထိုင်းနိုင်ငံမှာဖမ်းဆီးခံလို့ပြစ်ဒဏ်ချပြီးတဲ့လူတွေကိုစစ်ကောင်စီလက်ထဲကိုထည့်နေတဲ့အရေးကိစ္စကိုအဓိကဆွေးနွေးသွားမယ်လို့လည်းကြားသိရပါတယ်။အဲ့အတွက်ကျွန်တော်တို့ဒီဆွေးနွေးမှုမှာအောင်မြင်ပါစေလို့ပဲဆုတောင်းပါမယ်။ အဲကျွန်တော်ပြည်သူ့ဒုက္ခပေးနေတဲ့ရန်သူဖြစ်တဲ့စစ်ကောင်စီလက်ထဲကိုဒီထိုင်းဆိုးရအနေနဲ့ကျွန်တော်မြန်မာနိုင်ငံသားတွေကိုထပ်ဆက်ပြီးတော့မထည့်ဖို့အရေးကြီးပါတယ်။ဘာဖြစ်လို့လဲတေတွင်းထဲကိုပို့နေတာလည်းအတူတူဖြစ်နေလို့ပါဒီတွင်းပွဲအောင်မြင်ပါစေလို့ပဲမြန်မာပြည်သူလူထုအားလုံးကစုမုံကောင်းတောင်းနေပါဟုတ်ကဲ့နောက်ထပ်သတင်းတစ်ပုဒ်ကိုတင်ဆက်ပေးခြင်းပါတယ်။ဒါကတော့မတ်လ16ရက်နေ့ည7:00နာရီခန့်က၄မျက်နှာမြို့နယ်တုံးတော်ချေးရွာကိုအကြမ်းဖက်စစ်ကောင်စီတပ်မှဂျက်ဖိုက်တာဖြင့်ဘုံကျဲတက်ခိုက်ခဲ့ရာတုံးတော်ချေးရွာဖုန်ကြီးကြောင့်မီးလောင်ပျက်စီးခဲ့ပြီး ထိခိုက်တေဆုံးမှုရှိမရှိနှင့်ပျက်စီးဆုံးရှုံးမှုတန်ဖို့တိရှိရခြင်းမရှိသေးကြောင်းသိရပါတယ်။ပဋိမုံရွာကားလမ်းဘေးရှိဝတ်ကုန်းကျေးရွာနှင့်တောရွာကျေးရွာကြားတို့စစ်ကောင်စီ၏လေရင်များကဘုံကျဲခဲ့ကြခြင်းဘုံကျဲချတဲ့နေရာမှာလူနေထိုင်ခြင်းမရှိတဲ့နေရာဖြစ်သည့်အတွက်ထိခိုက်မှုတစုံတရာမရှိခဲ့ကြောင်းသိရပါတယ်။မတ်လ18ရက်နေ့မှာစတင်၍လေးမျက်နှာမြို့နယ်ဝတ်ကုန်းကျေးရွာအုပ်စုရှိဝတ်ကုန်းရွာလဲကုန်လေးရွာ လဲကုံကြီးရွာဆက်ဆက်ရိုးရွာချင်းလက်ရွာနှင့်စန်းကုန်းရွာတို့တွင်အကြံဖက်စစ်တပ်နှင့်အေအေတို့တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းဆိုပါကျွာများနှင့်ထိတွေ့တိုက်ပွဲများယနေ့ထိထိပြင်းထန်နေပြီးအကြံဖက်စစ်တပ်ဘက်မှထိခိုက်တေဆုံးသူများကတေဆုံးသူများကိုအင်ကပူမြို့နယ်ကွင်းကောက်ဒေတာပတိမုံရွာလမ်းမကြီးဘေးရှိအုတ်တွင်းကုန်းကြီးရွာမိတ္တိချိုဆက်တို့ပို့ဆောင်တကြုံနေကြောင်းသိရှိရပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ နော် online ပေါ်မှာဒီနေ့ပြန်နေတဲ့ video file တစ်ခုတွေ့ပါတယ်လေးမျက်နှာဟာဂျိုဆိုပါတယ်ဆိုတော့ဂျိုဆိုပါကြီး sign board အရှိမှဒီလေးမျက်နှာမြို့နယ် sign board အရှိကနေဒီမမတအယောင်ဆောင်ဖုံဒီတင်ကန်းချုံတယောက်ကနေအာငါလေးမျက်နှာမှာရှိတယ်ဘာမှပြဿနာ မရှိဘူးဆိုပြီးတော့ဟိုလေးမျက်နှာမှာအေးအေးချမ်းချမ်းရှိတယ်လေးမျက်နှာမှာဘာမှမဖြစ်ဘူးဆိုပြီးတော့လူမှုကွန်ရက်ပေါ်မှာအဲ့ဒီ video file အတော်လေးကိုတင်ထားတာတွေ့တယ်အဲ့တော့ဒီနေရာကနေပြောချင်တာလေးမျက်နှာ sign board ရှိမှမတင်ပါနဲ့အခုတည်င်းပြင်ညာပေးလိုက်ပါတယ်နော် ဟုတ်တယ်မလားလင်းမြနာမျိုးနဲ့တုံးတော်ကျင်းရွာကိုအကြမ်းဖက်စစ်ကောင်စီတပ်မဂျက်ဖိုက်တာဆင်ဘုံကျဲတိုက်ခိုက်ခဲ့တယ်ဆိုတော့အဲ့ဒီတုံးတော်ကျင်းရွာမှာတွားပြီးတော့ဒီတည်င်းထဲမှာပါတဲ့ဟာဟုတ်မဟုတ်မီဒီယာထဲမှာပါတဲ့တည်င်းဟုတ်မဟုတ်ကိုတွားပြီးတော့ရိုက်ပြလိုက်တာပို့ပြီးတော့ရုပ်တိရှိပါတယ်ခလင်းကလားအထာနဲ့အဲ့လိုမျိုးဒီလင်းမြနာရဲ့မဟုတ်ဝဆိုင်းဖို့ဝါနေဒီလိုမျိုးရိုက်တာဟာလူတိုင်းရိုက်လို့ရတယ်ဟုတ်တယ်မလားဒါကြောင့်မလို့ဟိုတိတ်ခါဆိုတာကကိုယ့်ရဲ့လှုပ်ရက်ပါပဲတည်င်းနေဟိုဘက်ဒီဘက်တင်းနေတဲ့အချိန်မှာ ကိုတင်လိုက်တဲ့တည်င်းတစ်ခုဒီအတိတ်ပဲရှိလားမရှိလားဆိုတာကိုယ့်ရဲ့လောက်ရပေါ်မူတည်ပါတယ်။နော်ဒါကြောင့်မလို့စစ်တပ်ကိုထောက်ခံတဲ့အတိုင်းဝိုင်းရတဖြည်းဖြည်းနဲ့ပြိုပြက်လာတာအဲ့လိုအောက်တန်းပါတယ်များလို့ပါ။ဟုတ်ကဲ့နောက်ထပ်တည်င်းတစ်ခုကိုတင်ဆက်ပေးခြင်းပါတယ်။ဒါတော့ယနေ့မတ်လ22ရက်နေ့နနက်8:38နာရီမိနစ်ခန့်ကဂန်ကောမြို့နယ်မြောက်ပိုင်းရှိနှမ်းခါကြီးရွာစေကန်းကိုအကြမ်းဖက်စစ်ကောင်စီကြီးမိထီလာလေတပ်မှတက်လာတဲ့ Jet Fighter တစ်စီးဖြင့်ဘုံကျဲတိုက်ခိုက်ခဲ့ရာပြည်သူများထိခိုက်တေဆုံးမှုရှိပြီးအရေးအတွက်အတိအကျတိရှိရန်စုံစမ်းနေစေဖြစ်ကြောင်းတီးရပါတယ်။ မစနာ16ရက်နေ့ညနေ7:00နာရီကအချိန်မှစ၍ဂံကောမြို့အခြေစိုက်ခလာရ90တန်ရင်မှအကြီးကြီးကျေးရွာများကိုစစ်ကောင်စီတပ်ကအင်အား120ခန့်ဖြင့်မြို့တောင်ဘက်ရှိပြားရွာအောင်မြင်ရွာရှောက်ပင်အနောက်ခံကောရွာရုံးရှိရွာစတဲ့ရွာများကိုစစ်တောင်းထိုးဝင်ရောက်ကပြည်သူများကိုဖမ်းဆီးသည့်လူသားတိုင်းပြည်တို့ကအောင်မြင်ရွာရှောက်ပင်ကျေးရွာ၌အထိုင်ချ၍ဗန်ကာများအခိုင်အမာတိစောက်နေကြောင်းတိရပါတယ်။ဆိုပါအောင်မြင်ကျေးရွာရှောက်ပင်ကျေးရွာခံကောမင်းရွာလမ်းပိုင်း ကံကောအိုက်ကားလမ်းမပေါ်မှာတည်ရှိပြီးတော့အချက်ချာကျတဲ့နေရာဖြစ်တဲ့အတွက်တော်လိုင်းရင်အဖွဲ့များအပြင်စစ်ကောင်စီတို့အရေးပါတဲ့နေရာဖြစ်ကြောင်းအကြမ်းဖက်စစ်သက်စစ်ကြောင်းကြောင့်အောင်ပြင်းရွာရှောက်ပြင်းလုံကြုံလုံကြုံရွာအနောက်ကံကောရွာပထောက်ကုန်းရွာပြားရွာစတဲ့ကျွာများချင်းပြည်သူ၄000ဝန်းကျင်ဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရာကြောင်းတိရပါတယ်ဒါကတော့ကျွန်တော်အမြဲရှင်းပြနေကြသလိုပဲလက်ရှိမြန်မာနိုင်ငံမှာတစ်ဖက်နဲ့တစ်ဖက်အကြမ်းဖက်အဖြစ်ဆွဆွဲနေကြတယ်အဲ့တော့ဆွဆွဲယုံတဲ့အဖြေကမှန်ပါတယ်လို့တတ်မှတ်လို့မရပါဘူး ပဂရီဖြစ်ပေါ်နေတဲ့မြေပြင်ရဲ့ပဂရီအမှန်တရားကို logic ကြကြကျွန်တော်တို့ကြည်နိုင်ရမယ်မြင်နိုင်ရမယ်ဆုံးဖြတ်နိုင်ရပါမယ်အဲ့တော့အဲ့လိုဆုံးဖြတ်ဖို့အတွက်ဥပမာတစ်ခုပဲပေးပါမယ်လက်ရှိစစ်ကောင်စီစစ်ကြောင်းထိုးလို့အခုလိုမျိုးရွာပေါင်း9ရွာရှိ9ရွာလုံးကအကုန်လုံးထွက်ပြေးရပါတယ်စစ်ကောင်စီစစ်ကြောင်းထိုးတာနဲ့အဲ့စစ်ကြောင်းထိုးတဲ့တောင်ချောက်မှာရှိတဲ့ရွာမှန်တမြပြည်သူအလုံးကရရအိုးခွက်ပကံဆွဲပြီးအကုန်ပြေးရပါတယ်ဒါပေမဲ့ PDF တွေစစ်ကြောင်းထိုးလို့ရွာလုံးချို့ထွက်ပြေးရတဲ့ data မြန်မာပြည်မှာမပေါ်သေးပါဘူး အဲ့ဒီနှစ်ချက်ကိုနှိုင်းရှင်ခြင်းအပြင်တကယ်ပြည်သူပေါ်အကြမ်းဖက်နေတဲ့အဖွဲ့အစည်းတွေမြန်မာနိုင်ငံမှာအကြမ်းဖက်အဖြစ်လုပ်နေတဲ့အကြမ်းဖက်အဖွဲ့တွေ PDF နေတာလက်ရှိအာဏာသိမ်းတာနဲ့ဒီစစ်မိတ်ဆာကောင်တွေလားဆိုတာအဖြစ်အပေါ်နေပါတယ်ဒါအမှန်ဆုံးတရားမျှတမှုအရှိဆုံးမြေပြင်ရဲ့ပကတိအမှန်တရားကိုအနည်းဆက်ဆုံးအဖြစ်ပါပဲเนาะဒါဘလို့မှညင်းလို့မရတဲ့အဖြစ်ဒါကြောင့်မလို့မြန်မာပြည်မှာပြည်သူကိုအကြမ်းဖက်နေတဲ့အဖွဲ့အစည်းမှန်များ အများဆုံးကြရှုံးပါစေလို့ဗီဒီယိုရဲ့ဆုတောင်းနေတာ။ဟုတ်ကဲ့နောက်ထပ်သတင်းတစ်ပုဒ်ကိုတင်ဆက်ပေးရပေးချင်ပါလေ။ဒါကတော့မတ်လ၁၉ရက်နေ့နနက်၁၀နာရီဝင်းကျင်မှာတထုံမြို့နန်းခဲရက်ွက်လေချောင်းရံစစ်တပ်နဲ့ကက်လက်ရှိတဲ့ဘိုးဘွားရိုက်တာလမ်းရှိယာယီမှုကြော်တူဟိနေကိုတော်လှန်ရေးတပ်ဖွဲ့များကဝင်ရောက်ရှာဖွေခဲ့ပါတယ်။ဝင်ရောက်ရှာဖွေစဉ်ယာယီမှုကြော်တူဟိနေနေနိုင်မရှိတော့ကြောင့်လွတ်မြောက်သွားပြီး၎င်း၏ဖခင်ဖြစ်သူစစ်မှုတန်းဟောင်းကြည်စော်နှင့်၎င်း၏အမျိုးသမီးဖြစ်သူနွယ်နွယ်ဝင်းတို့ကိုတော်လှန်ရေးရက်ပေါ်များကဖမ်းဆီးခဲ့ကြောင်း တို့တို့ဖန်းစီလာစဉ်လက်ကုလက်တနေရာရောက်တွင်ကြည်တော်ဒီပြန်လဲခုခံပြီးရဲဘော်တဦးထံမှတနက်လူယူကနွယ်ွယ်ဝင်းမှလဲကားပေါ်မှစင်ပြေသွားတော့ကြောင့်ပြစ်ခတ်ဖန်းစီရနှစ်ဦးလုံးတင်ဆုံးခဲ့ကြောင်းသိရပါတယ်တင်ဆုံးသွားတော့ကြည်တော်ဒီစစ်မှုထမ်းအောင်ဖြစ်ပြီးရဲတရင်ပင်များဖြင့်လှုပ်ဆောင်တွေကအကျန်းဖက်စစ်တပ်အတွက်လဲစစ်မှုထမ်းရလူငယ်များစုဆောင်းပေးခြင်းလူငယ်များ၏နေရာများကိုလိုက်လံပြတ်တတ်နေသူဖြစ်ကြောင်းထို့ပြင်နွယ်ွယ်ဝင်းဒီလဲရောက်ကြမ်းပြစ်သူရာရင်မှုကြော်တူဟိန်အားကိုဖြင့်ရက်ွက်နေပြည်သူများအပေါ်ရန်ကားခြင်းလှုပ်ဆောင်နေတဲ့သူဖြစ်ကြောင်းသိရပါတယ် ါကတော့ရှင်းပါတယ်နောက်ဆုံးဒလန်တို့ရဲ့တွားရလန်ဒါပါပဲစစ်ကောင်စီနော်အာနာရှင်နေအာနာဆက်ခွင့်ရတာဒီအာနာရှင်ဆိုတဲ့လူတယောက်ထဲချောက်မဟုတ်ပါဘူးအဲ့ဒီအာနာရှင်နေရက်တီဝင်းရောင်အခုလိုမျိုးအောက်ခြေမြေပြင်ကနေအစင်းစင်းထောက်ကန်ပေးထားတဲ့ထောက်တိုင်အတွေ့အတွေ့ချောက် အာနာရှင်နေရအတက်ဆက်ခွင့်ရတာပါဒါကြောင့်မလို့အာနာရှင်နေကိုကျွန်တော်တို့ကအမြင့်ကစချုပ်ချင်နေဆိုရင်အဲ့ဒီအာနာရှင်နေကိုထောက်ကန်ထားတဲ့ထောက်တိုင်တွေကိုအရင်ဆုံးဖြိုရပါမယ် ဒါမှဒါနဲ့အာနာရှင်အမြင့်ပြတ်လို့ရပါလိမ့်မယ်။ဟိုမင်းအောင်လိုင်းတယောက်တည်းတွားဖြူလို့ကျွန်တော်တို့နိုင်ငံအာနာရှင်စနစ်အမြင့်မပြတ်ပါဘူး။ဒါဟိုအရေးကြီးပါလေ။ဒါကြောင့်မလို့ကျွန်တော်တို့ဘက်ကတော့ရန်ငါပြတ်ဖို့လိုအပ်ပါတယ်။ဟုတ်ကဲ့နောက်ထပ်သတင်းတစ်ပုဒ်ကိုတင်ဆက်ပေးခြင်းပါနဲ့။ဒါကတော့အမျိုးသားညီညွတ်ရေးအစိုးရလူသားချင်းစာနာထောက်ထားရေးနဲ့ BNL ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဒေါက်တာဝင်းမြအေးနဲ့နိုင်ငံခြားရေးဝန်ကြီးဌာနပြင်သစ်နိုင်ငံဆိုင်ရာကိုယ်စားလှယ်နန်းစုမွန်အောင်တို့ကပြင်သစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာနရှစ်တောင်အာချဌာနမှူးနဲ့မြန်မာထိုင်းတာဝန်ခံတို့တွေ့ဆုံဆွေးနွေးခဲ့တယ်လို့သိရပါတယ်။ တွဲဆောင်မှုအတွင်လူသားစာနာကူညီရေးအနေနဲ့ပတ်သက်လို့မြေပြည်လိုအပ်ချက်တွေအလိုအပ်ဆုံးပြည်သူတွေစီအကူအညီတွေရောက်ရှိကြိုးပမ်းမှုတွေနိုင်ငံတကာအဖွဲ့အစည်းတွေနဲ့မိတ်ဆွေနိုင်ငံတွေကပြည်သူတွေစီအကူအညီတိုက်ရိုက်ရောက်ရှိအောင်ပြောင်းလဲဆောင်ရွက်ပေးဖို့နီလန်းတွေကိုအဓိကထားဆွေးနွေးခဲ့တယ်လို့သိရပါတယ်။ဒါ့အပြင်မြန်မာ့ຫນွေဦးတော်လှန်ရေးရဲ့လက်တွေ့ကြကြရှစ်ဆက်ဖို့လမ်းပြမြေပုံကိုလည်းရှင်းလင်းဆွေးနွေးခဲ့တယ်လို့သိရပါတယ်။ အရန်ကောင်းပါလေကျွန်တော်တို့လက်ရှိတော်လှန်ရေးမှာပြည်တွင်းမှာတိုက်တဲ့ရဲဘော်တွေရဲ့တိုက်နေသလိုထောက်ပို့လုပ်တဲ့လူကလုပ်နေသလိုပြည်သူတွေရဲ့ဝင်းရံတဲ့ပြည်သူတွေရဲ့ဝင်းရံနေသလိုနိုင်ငံတကာတန်တမန်ဆက်ဆံရေးမှာလည်းအခုလိုမျိုးတန်တမန်နီးလန်းနေတဲ့ထိုးဖောက်ဝင်ရောက်နိုင်ဖို့အရေးကြီးပါတယ်အဲ့တော့ကျွန်တော်တို့ကပြည်တွင်းကိုပြန်လာပါဝင်ကြီးတွေအားလုံးအတူတကွလက်တွဲမယ်ဆိုတဲ့အရာတစ်ခုတည်းနဲ့ပြောနေလို့မရပါဘူးကဏ္ဍဘောင်းတုံမှာကျွန်တော်တို့ကတောက်စီနေဖို့လိုအပ်တယ်အားလုံးဟာဟိုတမန်အဖြစ်တောင်းဝင်ယူထားတဲ့ ပုပ်ကိုကစပြီးတော့အောက်ခြေတနက်ကင်တိုက်နေတဲ့ရဲဘော်လေးပြည်သူတယောက်ချင်းအဆုံးထိအားလုံးကတုတ်တံပိုးတဲ့သူရှိပြီးသားပါအဲ့ဒီရဲ့နေရာတွေမှာမရှိလို့မရအောင်လစ်လက်နေလို့မရပါဘူးဒါအုပ်ကြီးချင်းအပြင်ကျွန်တော်ຫນွေဦးတော်လိုင်းကြီးမှာပါဝင်နေတဲ့သူအားလုံးဟာတုတ်တံပိုးနဲ့သူရှိပြီးသားဆိုတော့နားလည်ကြဖို့လိုအပ်တယ်သူ့ကိုငါအပြစ်ပြောငါ့ကိုသူအပြစ်ပြောသူကတော့ဘယ်နေရာမှာမနေလို့ဆိုတော့အပြစ်ပြောနေကြမှာတဲ့ဆိုင်ကိုလုံနိုင်တဲ့တော့ဝိုင်းလောက်တာကဒီတော်နိုင်အတွက်ပိုအကျိုးရှိပါလိမ့်မယ် ဟုတ်ကဲ့နောက်ထပ်သတင်းတစ်ပုဒ်ကိုတင်ဆက်ပေးချင်ပါတယ်ဒါကတော့မကွေးတိုင်းမင်းဘူးခရိုင်စလင်းမြို့နယ်မှာအကြမ်းဖက်စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ရက်သားတစ်ယောက်တင်ဆုံးပြီးဖုံကြီးကျောင်းနဲ့ဖျားစေတီတော်ပါထိခိုက်ပျက်စီးခဲ့တယ်လို့စလင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူတယောက်ကပြောပါတယ်မလ20ရက်နေ့ညနေပိုင်းကစလင်းမြို့နယ်ကင်းမွန်ချံရွာမှာရှိတဲ့ဖုံကြီးကျောင်းကိုစစ်ကောင်စီကလေရင်နဲ့ပေါင်300 500ဘုံးတွေကျဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီးရက်သား3ယောက်ထိမှန်ကတယောက်တင်ဆုံးခဲ့တယ်လို့သိရပါတယ် ဆလင်းမြို့နယ်အတွင်းစည်ရဲတင်းမာမှုတွေရှိနေပေမဲ့ကင်းမွန်ချံရွာဘုံကြီးအကြောင်းကိုတော့စည်ရဲပြစ်မှတ်တွေတိုက်ရိုက်မဖြစ်ပွားဘဲနဲ့အကြောင်းမဲ့လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့ဆလင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကပြောပါတယ်။ဘုံကြံတိုက်ခိုက်ခံမှုကြောင့်အရက်တန်းထိခိုက်တေဆုံးမှုတွေအပြင်ကားလမ်းတစ်ဖက်တစ်ချက်ကဘုံကြီးအကြောင်းနဲ့ဖျားဇေဒီပါထိခိုက်ပျက်စီးခဲ့တယ်လို့တီးရပါတယ်။အကြမ်းဖက်စစ်တပ်ရဲ့မီးရှို့ဖျက်ဆီးမှုကြောင့်ရွာလုံးကျွတ်မီးလောင်စီးထားတာလည်းဖြစ်ပါတယ်။နော်ဒါကတော့ကျွန်တော်တို့တိုင်းပြည်မှာဟိုပြောစရာစကားလုံးမရှိတော့ပါဘူး။စေးရုံဘုံကျဲတယ် ဘုန်းကြီးကျောင်းဘုံကျဲတယ်ဗာရာရဲ့ခရစ်ယာန်အပါဝင်ဒီခရစ်ယာန်ကျောင်းတွေဗာရာရဲ့စာအုပ်တွေဘုံကျဲတယ်စေကန်းတွေဘုံကျဲတယ်စာတင်ကျောင်းတွေဘုံကျဲတယ်စစ်ဘေးဆောင်စခန်းတွေဘုံကျဲတယ်စစ်ရေးပြင်မှတ်မဟုတ်တဲ့အဲ့လိုအနေအထားအကုန်လုံးကိုလှည့်ပြီးဘုံကျဲနေတဲ့အာနာတိန်းထားတဲ့အကျမ်းဖက်စစ်ကောင်စီပဲဖြစ်ပါတယ်အဲ့တော့တိုင်းပြည်အတွက်တကယ်အကျမ်းဖက်ဒီဘယ်အဖွဲ့အစည်းလဲဆိုတော့အဲ့ဒီလောက်ရက်ဒီပြင်ပြပြီးနေတယ်။ဟုတ်ကဲ့နောက်ထပ်သတင်းတစ်ပုဒ်ကိုတင်ဆက်ပေးခြင်းပါလေ။ဒါကတော့သခိုင်းတိုင်းကတာခရိုင်အင်းတော်မြို့နယ်အဆက်ကတာမြို့ပြင်မြို့နယ်ပင်လွတ်ရွာအနီး ပန်းတောင်ကြီးပန်းတောင်လေးမှာကတာမြို့ခမရတုံးတုံညာကိုကနေထွက်လာတဲ့စစ်ကောင်စီစစ်ကြောင်းကိုစစ်ကြောင်းပြတ်တဲ့အထိတိုက်ခိုက်နိုင်ခဲ့တယ်လို့မြို့သားညီညီအစိုးရကာကွယ်ရေးဝန်ကြီးဌာနကဒီကနေ့မှတရားဝင်ထုတ်ပြန်လိုက်ပါတယ်။ဗိုလ်မှူးလင်းထက်ဦးဦးစီးပြီးခမရတစ်တုံညာ6တုံးတုံညာကိုခလာရ6ပူပေါင်းအင်အား150ခန့်ပါတဲ့အကြမ်းဖက်စစ်ကြောင်းကိုအမှတ်၁စစ်ဒေသကုတ်ကဲမှုနဲ့ EROS KIA KPDF ကတာခရိုင်တိုင်ရင်တိမော်တာတိုက်နယ်ပကဖနဲ့ ကတာမြို့နယ်ပါကဖပူအောင်ဖွဲ့တို့ကမတ်လ15ရက်မှာတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။တိုက်ပွဲအတွင်းအကြမ်းဖက်စစ်ကောင်စီတပ်က33ရောက်တေးပြီး10ရောက်ထိခိုက်ဒဏ်ရာရရှိက31ရောက်ကိုစစ်တုံးပန်းအဖြစ်အရှင်ဖမ်းဆီးခဲ့တယ်လို့တော်လိုင်းရဲဘော်2ယောက်ကြာဆုံးခဲ့တယ်လို့သိရပါတယ်။ဒါ့အပြင်စစ်ကောင်စီတပ်ကနေ MA1 29လက် MA2 6လက် MA3 12လက် MA4 3လက် MA11 တလက် MA50 တလက် anti drone gun တလက် MA တန်းဘုံဒီ38လုံး MAG က8000တောက် MA50D 2000တောက်60မမဘုံဒီ18လုံး GAIN 100နဲ့3ခုကြောဘို8ကြောဘို jammer တစ်ခုဆက်သွေးဆက်တစ်လုံးအထိုင်ဖုံးတစ်လုံးကြီကအောက်ထုတ်12လုံးတိန်းစဲရမိခဲ့တယ်လို့ကာကွယ်ဝင်ကြီးဌာနကဒီကနေ့ထုတ်ပြန်ထားပါတယ်အင်မတန်ကောင်းပါတယ်အချီးကြီးရပါတယ်ဒါပေမဲ့လို့ကိုယ့်ဘက်ကရဲဘော်2ယောက်ပိတ်ဆက်ခတ်ရတဲ့အတွက်မတန်ဘူးလို့ပဲပြောပေးရစီကျွန်တော်တို့ရဲဘော်100နဲ့ခွေးတေအဲကျွန်တော်တို့ရဲဘော်100နဲ့ ခွေးတရားနဲ့လဲတော့မနိုင်ပါဘူး။ဒါပေမဲ့အခုကိစ္စမှာအခုဒီစစ်စင်မှာတော့ကျွန်တော်တို့ရရှိတဲ့လက်နဲ့တန်ဖိုးကတော့မနှဲပါဘူး။ဒါပေမဲ့လို့ကိုယ့်ဘက်ကရဲဘော်တွေအထီးကအကြချုံမရှိဘူးလို့အရေးကြီးပါတယ်။ကျွန်တော်တို့နှစ်ဖက်အကွာဟားချက်ဘာကွာဟားလဲဆိုရင်စစ်ကောင်စီဘက်မှာအမိန့်ထုတ်ထားတာကလူတိန်တေပစေလက်နဲ့မပြောက်စေနဲ့လက်နဲ့မပါဂျန်တူဘက်ကိုမပါစေနဲ့လို့တတ်မှတ်ထားပါတယ်။အဲ့တော့လက်နဲ့ကြံမြင့်ခဲ့ပြီးတော့လူတီတီစစ်ကောင်စီတက်တဲ့ကိုပြန်ဝိုင်းအဲ့ဒီကောင်ကအ ਨੇ ဆုံး ထောင်ချခံထိတယ်အမြင့်ဆုံးတန်းဆိုပြစ်တတ်ခံထိပါတယ်ဒါပေမဲ့တော်လိုင်းအင်အားစုတွေဘက်မှာကလက်နက်ကိုပဓာဏမထားပါနဲ့လက်နက်ဆုံးချုံရင်ဆုံးချုံစေလူအတက်ကိုတန်ဖိုးထားပါလို့ကျွန်တော်ပိုင်းဖြတ်ထားပါတယ်အဲ့ဒီတွေ့နှစ်ဖက်ကလူကိုယ့်ရဲ့ရဲဘော်တွေအပေါ်တန်ဖိုးထားမှုလူဆန်မှုကဘယ်ဘက်ကလူဆန်နဲ့မဆန်နဲ့ဆိုတာနှိုင်းရှင်ကြည့်ကြတယ်တိပါတယ်ဟုတ်ကဲ့ပါကျွန်တော်တို့ဒီညတင်ဆက်ခဲ့တဲ့သတင်းတွေကိုအစအနေအဆုံးစောင့်မျှော်ကြည့်ရှုအားပေးကြတဲ့မိဘပြည်သူတူတူတယောက်စီတိုင်းကိုကျေးဇူးတင်ပါတယ်ကျွန်တော်တို့တိုင်းပြည်အတွက်တော်လှန်ရေးမှာ တွင်းမအေးကြမ်းနဲ့တထောက်တနေရကကိုလုံနိုင်တဲ့နေရာကနေပါဝင်ပေးကြပါလို့မိစ္ဆာတို့ကစုမကောင်တောင်းသူတို့နောက်ထပ်ထပ်ပြီးတော့လဲစုမကောင်တောင်းဝေးပါတယ်ကျွန်တော်တို့နိုင်မှဖြစ်မှာပါဒါကြောင့်မို့လို့အားလုံးနိုင်တဲ့နေရာပါဝင်ပေးပါလို့မြစ်တာရက်ခံပါတယ်မင်္ဂလာညချမ်းပါခင်ဗျာ